မင်္ဂလာပါခင်ဗျာထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ3330ဦးထိမြင့်တက်လာပြီးဘန်ကောက်မှာအနည်းဆုံးကူးစက်ခံရသူ6000ရှိကြောင်းထိုင်းနိုင်ငံရောဂါတင်းကျပ်ရေးဌာနကအသိပေးလိုက်ပါတယ်ဌာနရဲ့ထုတ်ပြန်အသိပေးချက်အရဒီကူးစက်မှုဟာမေလ17ရက်နေ့ကနေ18ရက်နေ့ထိကူးစက်ခံရသူတွေဖြစ်ပြီးတော့အရင်ရှိရတ္တပတ်တွေက16000ဦးရေထက် နှစ်ဆတိုးလာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်ဒီကူးစက်သူတွေတဲမှာ1918ဦးကို စေးရုံတင်ထားရပြီးစုကိုထိုင်းနဲ့ကန်စနာဘူရီကနှစ်ဦးကတော့ယောဂါကူးစက်ခံရမှုကြောင့်ဒေဆုံးခဲ့ရပါတယ်ဘန်ကောက်မှာကူးစက်ခံရသူဦးရေ6290ရှိပြီးချွန်ဂူရီမှာ2593ရရောင်းမှာ1680နွန်တက်ဘူရီမှာ1482နဲ့စမုတ်ပရဂမ်မှာ 1442တို့ဖြစ်ပြီး ကူးဆက်ခံရသူအများစုဟာအသက်30နဲ့39နှစ်ကြားရှိသူတွေ ဖြစ်တယ်လို့သိရပါတယ်။ချူလာလောင်ကုန်းတက္ကသိုလ်ဆေးပညာဌာနကဒေါက်တာတကူပြောခဲ့ပါတယ်။သူ့ရဲ့အသည့်ပေးချက်အရပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေနဲ့လက်ရှိကိုဗစ်ကူးဆက်ခံရနေမှုတွေဟာစန့်ကျင်ဘက် ဖြစ်နေတယ်လို့သူ့ရဲ့စိုးရိမ်ချက်ကို အသိပေးထားပါတယ်။ဒါအပြင်ကိုဗစ်ကူးဆက်မှုဟာ ရက်သက်တစ်ပတ်ဆက်တစ်ပတ်ဆက်တိုက်တိုးပွားလာတယ်လို့သူကဆိုပါတယ်။အချိန်တွေကဒီတိုင်းသာဆက်ရှိနေရင်နောက်အပတ်မှာအစီရင်ခံတဲ့အခါအခုအရေးအတွက်ထက်နှစ်ဆတိုးလာလိမ့်မယ်။ရောဂါဖြစ်ပွားမှုဟာအနည်းဆုံးနောက်ဆုံး3လလောက်ထိအမြင့်ဆုံးရောက်နေပြီဆိုတော့အချိန်တော်ကြအောင်ဆက်ရှိနေဦးမယ်လို့ဒေါက်တာကပြောပါတယ်။တစ်ချိန်တည်းမှာပဲဘန်ကောက်မြို့တော်အုပ်ချုပ်ရေး BME နဲ့ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုဌာန ဒရိုက်တာတူကအခုနှစ်စာတင်နှစ်အစမှာကလေးတွေကြောင့်ယောဂါထင်းချုံမှုအစီအမံတွေပုံမအားကောင်းလာတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ကလေးငယ်တွေနဲ့တက်ကြီးရွယ်အိုတွေအိယာဘောလဲနေတဲ့နာတာရှည်လူနာတွေအတွက်စေဝါကာကွယ်ဆေးတွေနဲ့စက်ပစ္စည်းကိရိယာတွေကိုပြင်ဆင်ထားပေးဖို့ညွှန်ကြားထားတယ်လို့လည်းသူကဆက်ပြောပါတယ်။ဒါအပြင်ဖြားနာတာ၊ချောင်းဆိုးတာ၊လေချောင်းနာတာဒါမှမဟုတ် မောပန်းနွမ်းနေတာစတဲ့လက္ခဏာတွေပြသလာရင်နှာခေါင်းအကနဲ့ ATK COVID-19 ကရိယာတွေအသုံးပြုဖို့အကြံပြုထားပါတယ်။ပြည်သူတွေအနေနဲ့ MBA ဒေါက်တာရှောက်လွာကတဆင့်ဒယ်လီဆေးဝါးဝန်ဆောင်မှုကိုလက်ခံရရှိနိုင်တယ်လို့ကျန်းမာရေးဆိုင်ရာအစိုးရမှုတွေရှိပါက MSD ရဲ့ hotline number 1646ကိုခေါ်ဆိုနိုင်တယ်လို့ပြောပါတယ်။ ြည်သူ့ကျန်းမာရေးကူးစက်ယောဂများဆိုင်ရာဌာနကနေယောဂဖြစ်ပွားနေတဲ့နေရာတွေကိုယောဂထင်းချုပ်ရေးအစီအမံတွေပံ့ပိုးကူညီပေးပြီးစောင့်ကြည့်နေမှုတွေနဲ့အမြန်ဆုံးတုံ့ပြန်နိုင်ရေးအတွက်သက်ဆိုင်ရာအဖွဲ့တွေကိုဆင်လွတ်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ဒါ့အပြင်ကျောင်းတစ်ကျောင်းမှာကျောင်းသား၅ဦးထပ်ပိုးပြီးကူးစက်ခံရပါကကျန်းမာရေးဌာနကိုအမြန်ဆုံးအကြောင်းကြားဖို့လည်းအတိပေးထားပါတယ်ခင်ဗျာ။